။ Emma Fitness Group မှာအမေအများဆုံးနံပါတ်1နေခွန်။အားလုံးမင်္ဂလာပါ။ဒီကျေလေးပါ။ဒီနေ့ပြောပြမှာတော့ဒီလို Emma Fitness Group အကြောင်းမှာအွန်လိုင်းကနေဆောင်ဆိုင်တဲ့သူတွေက in person လာပြီးတော့ဆွေးနွေးတဲ့သူတွေကအရင်အမီများတဲ့မိကိုနံပါတ်1အကြောင်းကိုပြောပြပေးပါမယ်။အဲ့ဒါလေးကတော့လေးမောင်မတဲ့တက်ပြီးရင်အလုပ်ရမှာလားဆိုတာဖြစ်ပါတယ်။ ခုနပြောမှာဆိုလို့ရှိရင်တော့လေးပေါင်းမဲ့အလုပ်ရဖို့ဆိုရင်လေးကြိုင်းနေကအရေးချင်းစစ်ဆောင်ဖို့ဘယ်လိုကိုအောင်မှတာမြင်အလုပ်ရမှာဖြစ်ပါတယ်အလုပ်ရဖို့အရေးကြီးဆုံးချက်ကဘာလဲလို့မေးလို့ရှိရင်နံပါတ်၁ကတော့ preparation ကြိုတင်ပြင်ဆင်မှုပါအဲ့တော့ဘာတွေကိုကြိုတင်ပြင်ဆင်ဖို့လိုအပ်ရမလဲ MFAS ကရောဘယ်လိုမျိုးတွေထောက်ပံ့ပေးလဲဆိုတာကိုဆက်လက်ဆွေးနွေးကြရအောင် ။ဒီလိုเจ้าမှာတနက်တက်ပြီးသွားတဲ့အခါလေမောင်မဖြစ်သွားတဲ့သူတွေဒီတွင်မှာရော international မှာရောရှိတယ်။အားလုံးစုစုပေါင်းရာချီပြီးတော့ကိုရှိနေပြီ။အဲ့ဒီလူတွေကိုစစ်တမ်းကောက်ကြည့်တဲ့အခါမှာအဲလေးမောင်မဖြစ်တဲ့ကာလာပေါ့နော်တနက်တက်ပြီးလေးမောင်မဖြစ်တဲ့သူကဘလောက်ကာလာလေးတွေ့မှလေးမောင်မဖြစ်တဲ့ဆိုလို့ရှိရင်ပြန်ပြန်အားဖြင့်တော့ရှစ်လအကြာမှာတနက်တက်တော့ရှစ်လအကြာမှာလေးမောင်မဖြစ်ကြပါတယ် တယောက်နဲ့တယောက်တော့ွာတာပေါ့လေတချို့ကျတော့တန်းတန်းတော့မပြီးသေးဘူးတန်းတန်းတက်နေနဲ့လုတ်ခေါ်စားနဲ့လုတ်ခေါ်စားရှိတဲ့အလုပ်ပေါ်ကျတဲ့ဒီရှိတဲ့ဝင်ပြီးရှောက်တဲ့တင်းမောင်မဖြစ်သွားဘူး။အဲတချို့ကျတော့လည်းအချိန်နည်းငယ်ယူရတယ်၃လကြာတယ်တချို့ကျတော့လည်း၆လတချို့ကျတော့လည်း၁နှစ်တချို့၃လေးနှစ်တောင်မှပဲရှိပါသေးတယ်။ဒီချက်နေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်လေးမောင်မဲအလုပ်ရဖို့လေးမောင်မဲဖြစ်ဖို့ပြင်ဆင်ကြပြင်းပြအပြင်အနည်းဆုံးတစ်ယောက်ကိုတစ်နှစ်လောက်တော့အချိန်ယူရပါတယ်။ လေမောင်ဝင်တရားဖြစ်ဖို့အတွက်လိုအပ်တဲ့ personality အခြေချင်းတွေကလည်းနေခြင်းညခြင်းတို့တအောင်ပြုလုပ်ရအောင်လားမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မို့တော့အခြေယူပြီးလေ့ကျင့်ဖို့လိုအပ်ပါတယ်ရှင်။ဒါကိုလေအားလုံးကနားလည်နေမယ်လို့ညွှန်နေပါတယ်။အဲဒါကြောင့်မို့လို့လေကြောင်းလိုက်နေရအလုံးမခေါ်သေးတိတိုင်အောင်လို့တချို့လူတွေကတနန်းတက်ပြီးတော့ကြိုတင်ပြီးစဉ်းနေကြတာဖြစ်ပါတယ်။ ာမန္တန်ရဲ့အခွင့်အရေးရောက်လာတဲ့အခါအမိရစုကန်နာမှာမို့လို့ပါ။နောက်ကြမကြမ်းသေးခြင်းလိုပဲဆိုကြပါစို့။အဲ့ဒါကြောင့်မို့လို့ကိုရန်ဂျူဇာအထုံးမှုရဲ့တင်းနှင်းကနေ100%ထောက်ပံ့ပေးမှုရဲ့ပေါင်းစပ်လိုက်လို့ရှိရင်ဒေတာကလေးမှဖြစ်ကိုဖြစ်မှာပါရှင်။တင်းနှင်းကနေပြီးတော့ဘာတွေထောက်ပံ့ပေးလဲဆိုတာကိုဆက်လက်ပြပြချင်ပါတယ်။နံပါတ်1ကတော့ live country နေပါ မြန်မာပိုင်းနဲ့စုကတနက်နေ့တနက်တွေအားလုံးကဒီရမဖြစ်စေပြပါပဲဖြစ်စေအင်တာဗျူးတွေသွားတဲ့အခါအလုပ်တွေရှောက်တဲ့အခါမှာလိုအပ်တဲ့ training ကို lifetime ရရှိမှာပါဘယ်နှခေါက်ပဲရှောက်ရှောက်ဘယ်နှခေါက်ပဲအင်တာဗျူးသွားသွား training အမြဲတမ်းပေးနေမှာဖြစ်ပါတယ်ရှင်တနက်တနေ့စဉ်အတွင်းမှာလည်းအလုပ်ရှောက်ဖို့လိုအပ်တဲ့ cyber security ကိစ္စတွေအကုန်လုံး professional photo shooting တဲ့အားလုံးပြင်ဆင်ပေးမှာပါ အကောင်းဆုံးကတော့လေမောင်မဲအတွက်လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုသင်္နန်းကာလအတွင်းမှာပြောင်းလဲလေ့ကျင့်ပေးလိုက်တာဖြစ်ပါရှင်။အဲ့ဒါကြောင့်မို့လို့သင်္နန်းကာလပြီးသွားတဲ့အခါမှာလေမောင်မဲတယောက်ဖြစ်ဖို့အတွက်ဘယ်လိုရည်ချင်းတွေကိုကိုယ်ကလေ့ကျင့်ပြင်ဆင်ရမလဲ။လိုအပ်တဲ့စာရွက်စာတမ်းတွေကဘယ်လိုလဲဘယ်လိုအလုပ်ရှာရမလဲ။စသည်အားဖြင့်အားလုံးကိုသိရှိနားလည်သွားပြီးတော့အလုပ်လုပ်တဲ့နေရာမှာအကူအညီဖြစ်သွားကြတာပေါ့။ ကေဗီကရိုတနေတက်ကြတဲ့ကျောင်းတက်တော်အများစုကလည်းကိုကိုရိုင်းမလစ်လာနိုင်လို့မလုပ်နိုင်လို့မဟုတ်ပါဘူး။ကျောင်းရုံဆောင်မှုကိုအသုံးချပြီးမိမိကိုယ်ကိုတပြေးချင်းမြင့်တင်ပြီးအချိန်လေးကိုကျုံးလိုက်တဲ့သဘောပါပဲရှင်။အဲ့တော့လေမမတဲ့တက်ပြီးရဲ့အလုပ်တက်ရမှာလားဆိုတဲ့မျိုးလေးကိုကြင်ညက်သွားလိမ့်မယ်လို့ပြောလိမ့်ပါတယ်။အားလုံးပဲအိမ်မက်တွေအများဆုံးပြုတ်ရပါစေလို့ဆုမွန်ကောင်းတားရင်လည်းဒီချက်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။